ိန်စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲမှာစစ်ဗိုလ်ချုပ်တွေနဲ့စစ်ကောင်စီခံဝင်ကြီး၁၀ရောက်ထပ်မင်းတွေကစစ်တပ်ဩဇာခံပါတီဖြစ်တဲ့ပြောင်စုကျန်းခိုင်နဲ့ဖွံ့ဖြိုးရေးပါတီကနေဝင်ပြိုင်ကြမယ်လို့ဤဆက်တဲ့သတင်းမြစ်တွေစီကနေသိရပါဗျ။သူတို့ကိုစစ်ကောင်ဆောင်ကရွေးကောက်ပွဲမှာဝင်ရွေးခံဖို့ကျန်းခိုင်ပါတီတွေထည့်ထားကြတာဖြစ်တယ်လို့လည်းစစ်တပ်နဲ့ဤဆက်တဲ့သတင်းမြစ်တွေကပြောပါဗျ။ရွေးကောက်ပွဲမှာဝင်ပြိုင်ဖို့ကျန်းခိုင်ပါတီတွေကိုအပိုးခံရတဲ့သူတွေအထက်မှာအောင်လင်းတွေပို့ဆောင်ရင်းတဲ့ဆက်သွယ်ရေးဝန်ကြီးများထွန်းဦး ပြောင်စုဝင်ကြီးဒုဗိုလ်ချုပ်ကြီးလင်းအောင်ကာကွယ်ဦးစီးချုပ်ရုံးကြီးဒုဗိုလ်ချုပ်ကြီးတေစာကျော်စီးပွားရေးနဲ့ကုသရေးဝန်ဝင်ကြီးဦးချစ်စွေနိုင်ငံတော်သမ္မတရုံးဝင်ကြီးဌာန3ပြောင်စုဝင်ကြီးဦးမမောင်တင်ဦးအောင်နိုင်သူကာကွယ်ဦးစီးချုပ်ရုံးကြီးဒုတိယဗိုလ်ချုပ်ကြီးတပ်ပုံသိပ္ပံနဲ့ဤပညာဝင်ကြီးဦးမျိုးသိန်းကျော်ဦးစော်နိုင်ဦးအမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်နဲ့နိုင်ငံတော်သမ္မတရုံးဝင်ကြီးဌာန1ပြောင်စုဝင်ကြီးဦးတင်အောင်စံဥတင်ကိုကိုတို့ပါဝင်ပါတယ် ဒါပြင်စီးပွားရေးနဲ့ကုသရေးဝန်ဝင်ကြီးထွန်းအောင်ကျန်းမာရေးဝန်ကြီးဒေါက်တာတက်ခိုင်ဝင်းဟိုတယ်နဲ့ခီးသွွာလာရေးဝန်ကြီးဂျပန်နော်တောင်အလို့သမားဝန်ကြီးဦးအောင်ကျော်ဟိုတရံဇာတာနဲ့တဘာပောက်ဝင်ခြင်းထိန်သိင်းဝန်ကြီးဦးခင်မောင်ကြီးစွန့်ရင်ဝန်ကြီးဦးကိုကိုလွင်လူမှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဌာနဝန်ကြီးဦးမြင့်ကျိုင်းပြည်ရေးဒုဝန်ကြီးဦးစိုးတင့်နိုင်တို့ဖြစ်တယ်လို့သိရပါတယ်ရှင်။ ရခိုင်ပြည်နယ်ကြောက်တော်မြို့နယ်ကစာတင်ကျောင်းလေကျောင်းတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီးတော့မျက်မြင်ကြုံတွေ့ခဲ့သူတိုက်ရိုက်သိရှိသူတွေအနေနဲ့အထောက်အထားတွေမျှဝေကြဖို့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်နေရာ WIWM ကစက်တင်ဘာလ16ရက်မှာတောင်းဆိုလိုက်ပါတယ်စက်တင်ဘာလ12ရက်မှာဖြစ်ပွားခဲ့တဲ့ကြောက်တော်ကျောက်တော်မြို့နယ်တရက်တပင်ကြီးရွာကကျောင်းဆောင်လေးကျောင်းတိုက်ခိုက်ခံရမှုမှာကျောင်းသားအများစုအပါအဝင်အ ਨੇ စုံတိုက်ဆုံးသူ22ယောက်ရှိပြီးတော့အယောက်20ထပ်မံတဲ့ဒဏ်ရာရခဲ့တာပါ ဒီလိုဝန်내ဖွဲ့ရာဖြစ်စဉ်ဟာ2021ခုနှစ်ဖေဖော်ဝါရီလ1ရက်ဆင်အနာသိမ်းပြီးနောက်ပိုင်းစာတင်ကျောင်းတွေကိုဆိုးဝါးစွာတိုက်ခိုက်မှုတွေကတခုအပါဝင်ဖြစ်နေပြီးဒါကတိုက်ခိုက်မှုတွေတက်ဖြတ်မှုတွေအတင်းအကျပ်နေရွှေ့ပြောင်းခံရတာတွေငမုတ်ခေါင်းပါမှုတွေနဲ့ကြုံနေကြရတဲ့ရခိုင်ပြည်နယ်ကရက်သားလူမျိုးစုတွေအားလုံးရဲ့ခံစားရတဲ့ဒုက္ခတွေကိုပုံမှုဆိုးရွားစေတယ်လို့လဲ WI WM ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါရတယ်။ ် WIWM အနေနဲ့အထက်ပါဖြစ်ရက်တွေအပါအဝင်တခြားလေကြောင်းတိုက်ခိုက်မှုတွေနဲ့ဆက်ဆက်တဲ့အချက်လက်တွေကိုစုဆောင်းနေပြီးအချက်လက်တွေလက်ဝဲရရှိထားပါကရန်နီးယားရဲ့စစ်ကနေနံပါတ်ဖြစ်တဲ့ +41766 6911208ကိုဆက်သွယ်နိုင်မယ်လို့ဆိုပါတယ် အရသားတွေကိုမခွဲခြားပဲလေကြောင်းကနေတိုက်ခိုက်ခြင်းကဆေးရဇွေးမှုဒါမှမဟုတ်လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇွေးမှုမြောက်နိုင်တယ်လို့ကလေးတငယ်တွေကိုတိုက်ခိုက်တာကအလွန်ထိတ်လန့်ဆက်စုပ်ဖွဲ့ကောင်းတာကြောင့် WIWM အနေနဲ့ကလေးတွေကိုထိခိုက်ကျူးလွန်တဲ့အမှုတွေကိုဦးစားပေးစုံစမ်းနေတယ်လို့လည်းဆိုပါရရှင်။ စကိုင်းတိုင်းကမ်လူမြို့နယ်ထဲမှာအလောက်ကပြန်လာကြတဲ့အမျိုးသား9ယောက်ကိုစစ်ကောင်စီတပ်နဲ့ပြူစောထီတွေကဖမ်းဆီးညှဉ်းပန်းနှိပ်စက်ပြီးစက်တင်ဘာလ12ရက်နေ့ပိုင်းမှာအရှင်လက်လက်မီးရှို့တပ်ဖြတ်ခဲ့တယ်လို့ကျွန်းလှကမ်လူတက်ကြွလှုပ်ရှားသူများအဖွဲ့ကမ်လူခရိုင်စီကနေသိရပါဗျ။စက်တင်ဘာလ9ရက်မနက်ပိုင်းမှာရွှေမော်ကနေအလုတ်သိမ်းပြီးဆိုင်ကယ်3စီးနဲ့ပြန်လာကြတဲ့အမျိုးသား9ယောက်ကိုအဲ့ဒီနေ့ညနေ3နာရီဝန်းကျင်မှာစစ်ကောင်စီတပ်ကဖမ်းဆီးခဲ့ပြီးတော့စက်တင်ဘာလ12ရက်နေ့မှာတော့အရှင်လက်လက်မီးရှို့တပ်ဖြတ်ခဲ့တာလို့သိရပါဗျ။ ရွှေဘုံမြကြီးနားဖြူဟာလမ်းမရဲ့ဘူကုံလန်းခွဲစရက်စစ်တပ်ကိတ်မှာရှိကြတဲ့စစ်သားနယ်ပြူစော်ထီတွေကငပြောရံရွာဟောင်းကဒေသခံတွေကိုဖမ်းဆီးရိုက်နှက်ပြီးမိရှုတက်ဖြတ်ခဲ့ကြတာလို့နှိမ့်ဆက်ခံရတဲ့ဒဏ်ရာရင်းနဲ့ထွက်ပြေးလွတ်မြောက်လာသူကပြောကြောင်းကျွလှကန့်ဘလူတက်ကြွလှရှာသူများအဖွဲ့ကန့်ဘလူခရိုင်ရဲ့ပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်စစ်တပ်ကိတ်ကနေတဆင့်ဘူကုံရွာဖုံးကြီးကျောင်းထဲကိုခေါ်သွားပြီးမိရှုမတက်ခင်လင်းညဇက်တိုက်ဘာမှမကြွေးပဲရိုက်နှက်နှိမ့်ဆက်ခဲ့တယ်လို့လည်းဆိုပါတယ် ထွက်ပြေးလွတ်မြောက်လာတဲ့15နှစ်အရွယ်လူငယ်ကတော့တော်လိုင်းတက်ဖွဲ့တွေစီမှာခိုလုံရင်းစေကူတမှုခံယူနေရတယ်လို့သိရပါတယ်ရှင်။တနင်္လာရီတိုင်းကော့တောင်နဲ့ခမောက်ကြီးမြို့နယ်တွေမှာစစ်ကောင်စီကပြုတ်လုံမဲ့ရွေးကောက်ပွဲနှီးလာတဲ့အတွက်မြို့ဝင်အထွက်တွေမှာလုံခြုံရေးတင်းကျပ်ထားပြီးကင်းပွန်းဝိတာတွေလှုပ်ဆောင်နေတယ်လို့ကော့တောင်ပြည်သူ့ကာကွယ်တက်ဖွဲ့ဝင်တွေကလည်းသိရပါတယ်။ ကော့တောင်းနဲ့ခမောက်ကြီးမြို့နယ်တွေကကုန်းလန့်နဲ့ရေလန်းတွေမှာလည်းကင်းလှည့်တာတွေစစ်ကြောင်းပတ်တာတွေပြုတ်လုလာတဲ့အတွက်တော်လိုင်းတပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားတာတွေရှိခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီကလည်းရွေးကောက်ပွဲအတွက်ကြိုတင်ပြင်ဆင်တဲ့အနေနဲ့မြို့အဝင်ထွက်တွေမှာလုံခြုံရေးတင်းကျပ်တာကင်းပုံးဝတ်တာနဲ့စစ်ကြောင်းပတ်တာတွေကိုလှုပ်ဆောင်နေပြီးတော့မြို့အနီးအနားတစ်ဝိုက်မှာတော်လိုင်းတပ်ဖွဲ့တွေနေလို့မရအောင်လှုပ်ဆောင်နေတယ်လို့ကော့တောင်းခရိုင်သတင်းနဲ့ပြန်ကြားတဲ့တာဝန်ခံရဲဘော်ကြားကြီးက TVB ကိုပြောပါတယ်။ စက်တင်ဘာလ9ရက်ကလည်းခမောက်ကြီးမြို့နယ်ခမောက်ငယ်ရွာဘက်ကိုအင်အား30ကျော်နဲ့ရေလမ်းကြောင်းကနေဆက်လက်နှစီနဲ့ကင်းပတ်လာတဲ့စစ်ကောင်စီတပ်နဲ့ PDF တပ်ဖွဲ့တွေထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ဆက်လက်တစည်းရင်းနှီးမြုပ်ပြီးတော့စစ်သားအများအပြားထိခိုက်ဒေဆုံးတာတွေရှိခဲ့လို့သိရပါတယ်ရှင်။ အာရခတတော် AA ရဲ့စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်တဲ့မောင်တော်ခရိုင်ကမွတ်စလင်ကောင်းဆောင်တွေဩဂတ်စ်လ30ရက်မှာတွေ့ဆုံပြီးတော့ဒေသတည်ဆောက်ရေးနဲ့ဘာသာရေးလွတ်လပ်ခွင့်တွေကိုဆွေးနွေးခဲ့ကြရတယ်လို့မောင်တော်ဒေသခံမွတ်စလင်တွေစီကနေသိရပါတယ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်တဲ့မွတ်စလင်ကောင်းဆောင်တွေတွေ့ဆုံဆွေးနွေးတာတွေပြုလုပ်ခဲ့ပြီးတဲ့နောက်နှစ်ပတ်အကြာမှာမောင်ရုံးမြို့မှပလီကိုဖွင့်ပေးပြီးဝေပြုခွင့်ရရှိခဲ့တယ်လို့ဆိုပါတယ်။ဗိုလ်ချုပ်ထွန်းမြတ်နိုင်တဲ့မွတ်စလင်လူကြီးတွေ ဂျူလီအဖွဲ့တွေတွေ့ဆုံတဲ့အခါမှာအပြုသဘောဆောင်တဲ့ရလဒ်တွေရရှိခဲ့ကြပြီးဒေသတိဆောက်ရေးမှာမွတ်စလင်တွေပါဝင်ခွင့်အတွက်ဆွေးနွေးခဲ့ကြတယ်လို့မောက်တော်မျိုးကန်ကပြောပါတယ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်တဲ့မွတ်စလင်ခေါင်းဆောင်တွေအကြားတွေ့ဆုံပြီးတဲ့နောက်စက်တင်ဘာလ12ရက်မှာ73နှစ်ကြာဝိပုခွင့်ပိတ်ထားတဲ့မောင်တော်မြို့မှာပြည်ကြီးကိုဝိပုခွင့်ပြုလိုက်တာဖြစ်ပါတယ် အေအေထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာနေထိုင်ကြတဲ့မွတ်စလင်တွေဟာအရင်ကထက်ဘာသာရေးလွတ်လပ်ခွင့်နဲ့လွတ်လပ်စွာသွားလာခွင့်တွေရရှိလာကြပြီးအစိုးရအဖွဲ့တွေမှလည်းနေရာရလာကြတယ်လို့မွတ်စလင်အတိုင်းအဝိုင်းတွေကလည်းစုံစမ်းသိရှိရပါတယ်ရှင်။ ီဂရမတ်လ28ရက်ကအင်အားပြင်းစကိုင်းငလင်ကြောင့်လူပေါင်းရာနဲ့ချီတေဆုံးခဲ့ရတဲ့မန္တလေးမြို့က Sky Villa ကွန်ဒိုပြိုကျမှုမှာရှာဖွေလုပ်ငန်းတွေကိုရပ်ဆိုင်လိုက်ပြီးလို့ခရိုင်တဘောဘေးအနေနဲ့ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင်တယောက်ကစက်တင်ဘာလ15ရက်မှာအတည်ပြုခဲ့ပါတယ်။ NTL ကုမ္ပဏီကဆောက်လုပ်ထားတဲ့အောင်မြင်သာဆန်မြို့နယ်တွေက17ထက်အမြင့်ရှိတဲ့အဲဒီ Sky Villa Condo ဟာစကိုင်းငလင်ကြောင့်အဆောက်အုံအလုံးဒီပါပြိုကျပျက်စီးသွားခဲ့ပြီးအပြက်စီးတွေအောက်ကနေအယုံလောင်းတွေကိုမိသက်တက်ဖွဲ့က6လနီးပါရှာဖွေပြီးတဲ့နောက်မှာရှာဖွေလုပ်ငန်းတွေကိုအခုလိုရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။ ကုမ္ပဏီဘက်ကတည်ဆုံးသူတယောက်ကိုရောချင်းငွေကျပ်သိန်း၁၀၀စီပေးခဲ့တဲ့အတွက်ကွန်ဒိုမှာနေထိုင်သူတွေကတော့အဲ့ဒီနင်နာချေသိန်း၁၀၀နဲ့မကျေနပ်နိုင်ပဲမူလတန်ဖိုးအတိုင်းပြန်လိုချင်တယ်လို့လာရှုမျိုးကနေ Sky Villa ကွန်ဒိုမှာအခန်းဝယ်ပြီးလာရောက်နေထိုင်သူတယောက်ကပြောပါတယ်ကွန်ဒိုပြိုကျခဲ့မှုကြောင့်တည်ဆုံးခဲ့သူတွေရဲ့ရုပ်အလောင်း209လောင်းကိုတည်ထုံနိုင်ခဲ့ပြီးစက်တင်ဘာလ10ရက်နဲ့စက်တင်ဘာလ15ရက်နှစ်ကြိမ်မှာတည်ဆုံးသူ146ယောက်အတွက် ရောကြီးငွေ3000စီပေးအပ်ထားတယ်လို့မြို့ကန်နေစီကလည်းသိရပါဗျာရှင်။ စစ်ကောင်စီတပ်ရဲ့အတူရောင်ရွေးကောက်ပွဲကိုဆန့်ကျင်ကြဖို့အတွက်ကရင်လူငယ်တွေနဲ့ဒေသခံတွေပူးပေါင်းပြီးအပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ဖြစ်တဲ့စက်တင်ဘာလ15ရက်နေ့မှာဓာတ်ပုံကမ်ပိန်းပြုလုပ်ခဲ့တယ်လို့ကရင်မျိုးဆက်တပ်လူငယ်အဖွဲ့ KNGY ကထုတ်ပြန်ထားပါတယ်။စစ်ကောင်စီလုံးမဲ့ရွေးကောက်ပွဲမှာလူလူတွေမပူးပေါင်းဖို့အသိပညာပေးရတဲ့အတူရောင်ရွေးကောက်ပွဲကိုဆန့်ကျင်ပြီးစစ်မှန်တဲ့ဒီမိုကရေစီကိုထောက်ခံတဲ့လူငယ်တွေရဲ့အတန်ကို အားပေးထောက်ခံဖို့ရည်ရွယ်ပြီးတော့ကမ်ပိန်းပြုလုပ်တာဖြစ်တယ်လို့ဆိုပါတယ်။ရွေးကောက်ပွဲဟာစစ်ကောင်စီတပ်ကိုတရားဝင်လူခွင့်ရေးချိုးဖောက်ဖို့ထောက်ခံပေးတဲ့ရွေးကောက်ပွဲဖြစ်တဲ့အတွက်မဲမပေးတာရွေးကောက်ပွဲမှာမပါဝင်တာနဲ့ရွေးကောက်ပွဲစန့်ကျင်တဲ့လှုပ်ရှားမှုတွေမှာပါဝင်ပေးတာမျိုးတွေလိုတယ်လို့နိုင်ငံရေးနဲ့လူခွင့်ရေးဌာနတာဝန်ခံကပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ရွေးကောက်ပွဲကိုအယုံကြည်မရှိတဲ့အတွက်မဲမပေးဘဲနဲ့တခြားသူတွေကိုလည်းမဲမပေးဖို့နှုတ်နဲ့တိုက်တွန်းခဲ့ရင်ထောင်ချမယ်လို့စစ်ကောင်စီလက်အောက်ခံရွေးကောက်ပွဲကော်မရှင် UEC ကော်မတီဝင်ကစက်တင်ဘာလ17ရက်နေ့မှာပြောဆိုထားပါတယ်ရှင်။ မြန်မာတမန်ကြီးဦးကျော်မိုးထွန်းကိုကုလသမဂ္ဂဆိုင်ရာမြန်မာအမြင့်ရန်ကိုယ်စားလှယ်အဖြစ်ဆက်လက်ခန့်အပ်ဖို့ထောက်ခံပွဲကိုနယ်သာလန်နိုင်ငံမြို့တော်ဖြစ်တဲ့အမ်စတာဒမ်မြို့မှာရှိတဲ့ Dam Square မှာစက်တင်ဘာလ20ရက်နေ့မှာကျင်းပပြုလုပ်သွားမယ်လို့နယ်သာလန်မှာရှိတဲ့မြန်မာအရေးဦးဆောင်သူတယောက်ကပြောပါရယ်။အဲဒီထောက်ခံပွဲကိုနယ်သာလန်မှာရှိတဲ့မြန်မာတွေလည်းပူးပေါင်းပါဝင်မှာဖြစ်ပြီး နယ်သာလန်နိုင်ငံမှာရှိတဲ့အစိုးရနဲ့ပါတီဝင်တွေကိုဖိတ်ကြားထားတယ်လို့အရက်ဖက်အဖွဲ့အစည်းတွေကလည်းဖိတ်ကြားထားတယ်လို့ထောက်ခံပွဲကိုဦးဆောင်ကျင်းပတဲ့88မျိုးဆက်ဦးထေးတင်ကအခုလိုပြောပါရယ်စက်တင်ဘာလ20ရက်နေ့မှာပြုလုပ်မဲ့ထောက်ခံပွဲကျင်းပတဲ့နေရာအနီးနားမှာတော့နယ်သာလန်ဒေသအသီးသီးကလူပေါင်း2000ကျော်ပါဝင်ဆင်နွှဲမဲ့ လမ်းလျှောက်ပြိုင်ပွဲတစ်ခုရှိတာကြောင့်အခုခွင့်အရေးဟာမြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့အခြေအနေကိုကဘာကပုံမသိရှိပြီးတော့မြန်မာပြည်သူတွေရဲ့အတန်ကိုထုတ်ဖော်မဲ့ဥကြော်မိုးထွန်းကိုလည်း UN မှာဆက်လက်တာဝန်ပေးဖို့တောင်းခံမဲ့အခွင့်အရေးကောင်းတည်ရဖြစ်တယ်လို့လည်းဥဆောင်သူတွေကပြောကြားထားပါတယ်ရှင်။ အနာလင်းစစ်တပ်ကလာမယ့်ဒီဇင်ဘာလမှာကျင်းပဖို့ရှိတဲ့ရွေးကောက်ပွဲမှာရှမ်းပြည်နယ်အခြေစိုက်ပအိုးမျိုးသားအဖွဲ့ချုပ် PNO ပါတီအနေနဲ့ရှမ်းပြည်တောင်ပိုင်းဒေသတစ်ခုလုံးမှာပါဝင်ရှင်ပြိုင်သွားမယ်လို့ပါတီတာဝန်ရှိသူကပြောဆိုလိုက်ပါတယ်။ရွေးကောက်ပွဲကော်မရှင်ကသတ်မှတ်ထားတဲ့ပါတီဝင်အရေးအတွက်နဲ့ကိုယ်စားလှယ်လောင်းအရေးအတွက်ပြည့်မီပြီးပါတီရုံးခန်းတွေလည်းသက်ဆိုင်ရာမြို့နယ်တွေမှာဖွင့်လှစ်ပြီးဖြစ်လို့ရွေးကောက်ပွဲဝင်ဖို့အသင်းရှိပြီလို့ပအိုးမျိုးသားအဖွဲ့ချုပ် PNO ပါတီရဲ့အထွေထွေအတွင်းရေးမှူးနှစ်စောခွန်ကျော်ဝင်းက TVB ကိုပြောပါရတယ်။ ပါတီရုံးခန်းတွေကိုတောင်ကြီးမြို့ရှိဗဟိုရုံးချုပ်မှာတနေရမြို့နယ်အဆင့်တနေရဟိုပုံစီဆိုင်လွိုင်လင်းနမ်ဆန်မောက်မယ်ကလောပင်လောင်စတဲ့မြို့နယ်တွေမှာတနေရစီစုစုပေါင်းရုံးခန်း6ခုဖွင့်လှစ်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမဲဆန္ဒရှင်ပြည်သူတွေကိုပေးမဲ့ကတိကွေ့တွေကတော့မဲဆွယ်ခွင့်ရတဲ့အချိန်မှာထုတ်ပြန်သွားမယ်လို့လည်းပြောပါရရှင် မဲဆင်းပါသက်ဆိုင်ရာမြို့နယ်ရဲ့ပြင်ပမှာရောက်ရှိနေတဲ့ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအတွက်ကြိုတင်မဲပေးတာနဲ့ပတ်သက်ပြီးရွေးကောက်ပွဲကော်မရှင်ကစက်တင်ဘာလ15ရက်နေ့မှာထုတ်ပြန်ကြေညာလိုက်ပါတယ်။ယာယီနေရဲ့ဆွန့်ခွာနေရသူတွေအနေနဲ့ကြိုတင်မဲပေးဖို့အတွက်ပုံစံ15ကိုရွေးကောက်ပွဲကော်မရှင် website ကနေဖြစ်ဖြစ်ရောက်ရှိရာဒေတာကမြို့နယ်ကော်မရှင်အဖွဲ့ခွဲစီကနေဖြစ်ဖြစ်ရယူဖြည့်ဆွတ်ပြီးတော့အောက်တိုဘာလ12ရက်နေ့အရောက်မြို့နယ်ကော်မရှင်အဖွဲ့ခွဲစီပေးပို့ရမှာဖြစ်တယ်လို့ထုတ်ပြန်ထားတာပါ။ ယာယီနေရဲဆုံးခွာနေရသူတွေကြိုတင်ဆန္ဒမဲပေးနိုင်ဖို့သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့အခွဲတွေအနေနဲ့နိုမာလာ25ရက်ကနေ29ရက်အတွင်းတင့်တော်တဲ့နေ့ရက်တင့်တော်တဲ့နေရာမှာပြုလုပ်ပေးရမှာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။ဒါပြင်ကျောင်းတင်နန်းအချုပ်ခန်းနဲ့ဈေးရုံတွေကိုရောက်ရှိနေသူတွေအနေနဲ့လဲနိုမာလာ25ရက်ကနေ29ရက်အတွင်းတင့်တော်ရဲ့ရက်မှာကြိုတင်မဲ့ပေးရမှာဖြစ်တယ်လို့ဆိုပါတယ်။ ဆန္ဒပြုပြီးကျူတင်ဆန္ဒမဲလက်မှတ်ပါစာအိတ်တွေကိုကျူတင်ဆန္ဒမဲပေးသူတွေလက်မှတ်ထိုးထားတဲ့ပုံစံ15ကာကြီး1နဲ့အတုံးမပြုဘဲကြံနေတဲ့ကျူတင်ဆန္ဒမဲလက်မှတ်နဲ့စာအိတ်တွေကိုတော့သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲစီကိုဒီဇင်ဘာလ26ရက်နေ့ညနေ4နာရီထက်နောက်မကြာပဲအရောက်ပေးပို့ရမှာဖြစ်တယ်လို့လည်းထုတ်ပြန်ထားပါတယ်ရှင်။ ရခိုင်ပြည်နယ်မှာအရခတ်တတော် AA ထိန်းချုပ်ထားတဲ့မြို့နယ်၁၄ခုတွေက၁၀ခုမှာရွေးကောက်ပွဲမလုပ်ပေမဲ့ကြံမြို့နယ်၄ခုကိုထိုးစစ်ဆင်ပြီးရွေးကောက်ပွဲလုပ်ဖို့စစ်တပ်ကစီစဉ်နေတယ်လို့တပ်တွင်းသတင်းရင်းမြစ်တွေအရာသိရပါဗျ။အရခတ်တော် AA ထံဆုံးရှုံးထားတဲ့မြို့နယ်တွေကမြို့နယ်၁၀ခုမှာပြည်သူ့လွှတ်တော်မြို့သားလွှတ်တော်ပြည်နယ်လွှတ်တော်မဲဆန္ဒနဲ့အားလုံးမှာရွေးကောက်ပွဲမလုပ်နိုင်ဘူးလို့စစ်တပ်ဩဇာကံပြည်အောင်စုရွေးကောက်ပွဲကော်မရှင် UEC ကစက်တင်ဘာလ၁၄ရက်နေ့မှာထုတ်ပြန်ခဲ့တာပါ ရွေးကောက်ပွဲမလုပ်နိုင်တဲ့မြို့နယ်တွေကတော့ပုံနေကျွန်း၊ရေသိမ်းတောင်၊ဘူတိတောင်၊မောင်တော်၊ကြောက်တော်၊မြောက်ဦး၊မင်းပြပောက်တော်၊မြေပုံ၊ရမ်းပြဲတို့ဖြစ်ပါတယ်။ဒါကြောင့်စစ်တပ်ရွေးကောက်ပွဲကော်မရှင်ရဲ့ထုတ်ပြန်ချက်အရလက်ရှိမှာအရခတ်တတော် AA မထိန်းချုပ်ထားသေးတဲ့စစ်တွေကြောက်ဖြူနဲ့မန်အောင်သုံးမြို့နယ်မှာရွေးကောက်ပွဲလုပ်မယ်လို့နားလည်ရပါတယ်။ဒါပေမဲ့အရခတ်တတော် AA ထံဆုံးရှုံးထားတဲ့ရခိုင်ပြည်နယ်တောင်ပိုင်းကအန်းတောင်ကုတ်တန်တွဲခွားမြွနယ်တွေမှာရွေးကောက်ပွဲလုပ်မယ်မလုပ်ဘူးဆိုတာကတော့တိတိကျကျမထုတ်ပြန်သေးပါဘူး။ ရခိုင်ပြည်သူတွေအတွက်အကျိုးမရှိနိုင်တဲ့ရွေးကောက်ပွဲဟာလူလူထောက်ခံမှုမရှိတဲ့အတွက်စစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲကိုလုံးဝခွင့်မပြုဘူးလို့အေအေသတင်းပြန်ကြားရေးဥခိုင်ဒုခကပြောဆိုထားပါတယ်ရှင်။ ရန်ကုန်မြို့တော်ခမ်းမမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေကိုဒီနေ့စက်တင်ဘာလ16ရက်မနက်7:00နာရီလောက်မှာပုံခွဲတိုက်ခိုက်ခဲ့တယ်လို့ Freeland Attack Force FLAC ကနေသိရပါဗျ။မြို့တော်ခမ်းမအပြင်ဘက်မှာထိုင်ချထားတဲ့စစ်ကောင်စီတပ်တွေကိုပုံခွဲတိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီတပ်သားတွေထိခိုက်တာရှိမရှိကိုတော့မသိရှိရသေးဘူးလို့ဆိုပါတယ်။စစ်ကောင်စီတပ်ရဲ့အဓိကတောက်တိုင်တွေစုစည်းနေတဲ့နေရာဖြစ်တဲ့အတွက်ပုံခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးအထိခိုက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ Freeland Attack Force FLA တာဝန်ရှိသူက DVB ကိုပြောပါရယ်ဘုံခွဲတက်ခတ်ခံရပြီးတဲ့နောက်မြို့တော်ခံမာတွေကစစ်ကောင်စီတပ်သားတွေနဲ့ရဲတွေဟာစစ်ဆေးတာတွေလုပ်ခဲ့ပြီးရန်ကုန်မြို့ရင်းမှာအခုလိုဘုံပောက်ကွဲတံမကြရတာကြာနေပြီလို့မြို့ကန်တယောက်ကပြောပါရယ်ဘုံဘကွေမှုအပြီးမှာတော့စစ်ကောင်စီတပတ်ကပိတ်ဆို့ရှာဖွေစစ်ဆေးတာတွေလုပ်နေတယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့ဝါရဖြန့် Telegram Channel တွေမှာတော့မြို့တော်ခမ်းမအပြင်ဘက်မှာကာယံထားတဲ့ barricade အောက်ကနေဘုံပေါက်ကွဲမှုအတွင်းလူထိခိုက်မှုနဲ့ပစ္စည်းဆုံးရှုံးမှုမရှိဘူးလို့ဆိုထားပါတယ်ရှင်။